ကုတ်ဖုံးကိစ္စမှာမတရားဘူးလို့ကျွန်တော်တို့ကပြောရတော့မှာဗျာနော်အဲ့တော့အခုသူအရင်ကရန်ဖြစ်ခဲ့ဘူးတဲ့သူတွေရဲ့စုံကြီးဝန်းလောင်းခြင်းလဲခံရတာဖြစ်နေနိုင်တယ်လို့ကျွန်တော်သုံးသပ်တယ်အဲထို့သူဘာခေါ်မလဲချုပ် channel တွေပေါ့ဗျာနော်ဟိုဒီတအားပြီးထောက်ခံတဲ့ channel တွေပေါ့ဗျာဒီ channel တွေမှာလဲ PR ရှိတယ်ဗျာသူတို့ကလည်းသူတို့နောက်မှာလဲလေအပလိုကောမန့်အကောင့်တော့ဟုတ်ပေါ့နော်ယာလူကြီးကြီးမားမားရှိနေတတ်တယ်ဒီ channel တွေကစုပြီးဟဲ့ဆိုရင်တော့သူတို့စုပြီးဆိုရင်သူတို့ရဲ့နောက်မှာရှိနေတော့ အရာရှိတွေပဲဖြစ်ဖြစ်ပေါ့ဗျာနော်ဟိုလုတ်လုတ်ပိုင်ခွင့်ရှိတဲ့သူတွေတော်တော်များများကငြိမ်ပြီးလို့မရတော့ဘူးဟာတို့ကအသားတို့ဒီလိုမျိုးဆဲနေတယ်ဟာတာကျွန်တော်တို့ဒီလိုမျိုးပြောနေတယ်ကျမတို့ဒီလိုမျိုးပြောနေတယ်တမီးတို့ဒီလိုမျိုးပြောနေတယ်ဟေးဟာခင်ဗျားတို့ဘာမှမလုပ်နိုင်တော့ဘူးလားဘာမှမလုပ်နိုင်မလို့ဆိုဘူးလားဆိုပြီးတော့ကိုဖုန်းနဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ပလွဲရိုက်လာတဲ့အခါမှာတော့လုတ်တို့အနောက်ကအခက်တွေအပွင့်နေနေနော်ဟိုလုတ်ပိုင်ခွင့်ရှိတဲ့သူတွေကငြိမ်နေလို့မရတော့ဘူးလေနော်အဲ့တော့ကိုဖုန်းကိုတောက်မြင်ကဆွဲစရာပုံမှလည်းရှာများတဲ့ခါကျဒီလောက်တော့ပြတောက်မြင်ကပုံမှလည်းဆွဲတယ်ကွာဆိုပြီးတော့အခုလိုမျိုးကိုဖုန်းကိုတရားဥပဒေမဲ့ပုံမှမဲ့ နော်တောက်ပြင်ကပုံမှန်လို့ကျန်တာဘာမှမတည်ဘဲနဲ့ဆွဲသွားတာဖြစ်တယ်အဲ့တော့အဓိကကတော့လူများပြီးတော့နော်ဟိုနီးပိမ့်များလို့ပဲ EU ကျွဲဖက်တာပါနော် EU ကျွဲဖက်တဲ့ပုံစံမျိုးဖြစ်တယ်အဲ့တော့မဒါနဲ့ပတ်သက်ပြီးတော့ခမားတို့ကိုဖုံးအားပေးထောက်ခံသူတွေပေါ့နော်အဲခမားတို့ကနေပြီးတော့မထားကြွားပဲနဲ့ပေါ့နော် ခမားတို့ရဲ့စန္ဒပေါ့ကိုဖုံးကိုကျုပ်တို့ချစ်ပါတယ်ဆိုအားပေးထောက်ခံသူ့ကိုခလုတ်ပေးပါဆိုပြီးတော့ခမားတို့ကမထားကြွားဘူးဆိုလို့ရှိရင်တော့ကိုဖုံးဒီအဲသူ့ရဲ့ဟိုလိုခေါ်မလို့ဆိုလို့ရှိရင်သူ့ရဲ့စန့်ကျင်ဘက်တွေပေါ့နော်ဒီစန့်ကျင်ဘက်တွေရဲ့ ပြီးတော့သူခံရလိမ့်မယ်အဲ့တော့ခင်ဗျားတို့ငြိမ့်နေတာတော့ကျွန်တော်အံ့ဩတယ်ပေါ့ဗျာနော်အဲ့တော့ခင်ဗျားတို့ရဲ့ဆန္ဒကိုထုတ်ဖို့ပြသကြပါနော်အဲ့တော့မှတ်သားလေးခင်ဗျားတို့ချစ်တယ်မဟုတ်ဘူးလားအေးခင်ဗျားတို့ချစ်တယ်ခင်ဗျားတို့ချစ်တယ်ငြိမ့်ပြီးချစ်နေတော့မရဘူးနော်မျိုးတွေမင်္ဂလာပါဗျာဒီနေ့က6/6လပိုင်း2025ဖြစ်ပါတယ်ဗျာနေကုသိုလ်ဘုန်းကြီးနဲ့ပတ်သက်ပြီးမှဒီပါတော်တော်များများကလည်း ောင်းကုသောဘုန်းကြီးနဲ့ပြပြီးမှဆန္ဒပြဘာပြညာပြဆိုပြီးမှပြောနေတာကြီးကြားနေရတယ်ဗျာနော်ကုသောဘုန်းကြီးမဖြစ်တဲ့ညာဖြစ်တဲ့ပေါ့နော်ကုသောဘုန်းကြီးရဲ့ဟိုဘောအပိထောက်ခံလို့ဒီဘယ်ရောက်နေလဲဘယ်သွားနေလဲညာဘနေလဲပြောကြတယ်ဗျာနော်ဒီအဲ့လိုတွေအများကြီးပြောကြတာပေါ့ဗျာတချို့လဲဆန္ဒထွက်ပြဘူးဘာပြဘူးဆိုတဲ့ဟာလေးတွေအဲ့တော့ကုသောဘုန်းကြီးကိုဝိုင်းရံအပိထောက်ခံနေတဲ့လူတွေကိုပြောချင်တယ်ဗျာကုသောဘုန်းကြီးကတော့ငကိုကလေးကဦးဇင်းတို့နေရာပြောပြီးသားဗျာ တပီတော့ကတော့မြို့သားရေးဓမ္မမဟုတ်ပါဘူးခင်ဗျာတဲ့ဒါပဲနဲ့ဒါမျိုးချင်းမြန်တို့လူပါ냐ပေါ့နော်ကိုဇော်ဖွင့်ဆိုတော့ဒီတက်မတော်ရဲ့2020နှစ်လောက်မှာကိုဇော်ဖွင့်ရပေါ်ပေါက်လာတယ်နော်ကိုဇော်ဖွင့်နဲ့ဦးသိန်းတို့က၄ကလောက်စုံမှုတယ်၄ကလောက်စုံမှုတယ်ဒီလူရဲ့စိန်စိတ်တက်ကတော့ကောင်းပါတယ်စိန်စိတ်တက်ကမှန်ပါတယ်နော်ဒါပဲနဲ့ကိုဇော်ဖွင့် live လွတ်တဲ့အခါမှာတစ်ချက်တစ်ချက်လွတ်သွားတယ်တော့ထင်တယ်ဦးသိန်းတို့ကအခုလို့လဲဆိုတော့ကိုဇော်ဖွင့် live လွတ်တဲ့အခါမှာဦးသိန်းအထင်ကတော့ movie မှာ live လွတ်တယ်လို့ပဲထင်တာတောက်ပြီးမှလေး အဲ့တော့ဘောဖိုးတခါတလေပေါ့နော်မစင်ကျင်တာလေးတွေလည်းရှိတယ်။ဥမာဆိုကြပါဆိုသခိုင်းနမခတိုင်းထဲမှာဆိုလို့ရှိရင်ဒီလိုဒါဒီပလင်းနေနဲ့ဘာတွေနဲ့ပြရနေရဆိုတာဗနေရလဲဆိုတော့ဒါလူတိုင်းကတိတယ်ပဲစစ်သားတိုင်းတိတယ်ဥစင်းတော်တိတယ်ဆိုတော့စစ်သားတိုင်းတိကြတာပေါ့နော်။ဒါမျိုးလေးတွေလည်းရှိတယ်။ဘောသောဘိုးရဲ့စင်းစိတ်တက်ကမှန်တယ်။စင်းစိတ်တက်ကသူညပေါ့ကူညီခြင်းနဲ့စိတ်ရှိတယ် ဆိုတော့ဒါတမတော်ဘုံလဲဒါသူများတွေပြောလို့ကိုစိုးဖုန်းရမှာ PDI နဲ့ဆက်တွဲနေရ1နဲ့ဆက်တွဲဒါတက်လုံးဝလုံးဝဥစဉ်တော့လုံးဝလုံးဝမဟုတ်ဘူးလို့ပဲဥစဉ်တော့အကျွေးမဲ့ကိုစိုးဖုန်းကိုယုံကြည်တယ်အဲ့တော့ကိုစိုးဖုန်းနဲ့ပတ်သက်ပြီးမှဆန္ဒပြဘာကြများရလို့ပြောနေကြတယ်ကိုစိုးဖုန်းကိုပတ်သက်ယူဆန္ဒပြတဲ့အလဟာမှမဟုတ်တာကိုစိုးဖုန်းကိုဖမ်းတဲ့ကိစ္စကမေတ္တာရက်ခံစားရေးရမယ်မေတ္တာရက်ခံရမယ်လူကြီးတွေကိုဒီအဲ့ဒီတိုင်သွားရမှာလေအတနာခံစားတရားမဲ့ကိစ္စလေးဘာကြောင့်ဆန္ဒပြခိုင်းတာလဲ တော့ဥစဉ်ကပြောချင်တယ်ဆန္ဒပြခိုင်းတယ်ပြပတဲ့ခါတွေကိုပြောချင်တယ်လာခဲ့ပါလာပြလက်လမ်းစေဥစဉ်ပေးမယ်ရုရှားနဲ့ရုရှားနဲ့မြန်မာပြည်ဆိုလို့အတွားလာဆိုလို့ရှိရင်ဒီအတွားတွေကို80လောက်ရှိတော့တယ်ဗျာနော်အပြန်တော့ဆို160လောက်ရှိတော့တယ်80လောက်တော့ရှိမှာဗျာလေရင်ကတွေခရီးစိတ်တော်တော်ဝေးတယ်လို့ပြောကြတယ်အဲ့တော့ခင်ဗျားတို့ဒီဖင်လန်တို့ကြံတဲ့နေရာနိုင်ငံတွေရဆိုလို့ရှိရင်လမ်းစိကရုရှားလောက်တော့ဈေးမကြီးတော့ဘူး အော်လမ်းစေရစားစေရဥစဉ်အာမခံမယ်ငါကုသိုလ်ဘုန်းကြီးတို့ဆန္ဒပြပါတယ်ဗျကုသိုလ်တို့ပြီးဆန္ဒပြတောင်းဆိုပါတယ်ဗျဆိုပြီးမှဒါမျိုးတွေလာခဲ့ကြဥစဉ်လမ်းစေရအကုန်ခံမယ်နော်ရှင်ဖေကဗျာရလို့တော့နော်ဗျာရအောင်မင်းနဲ့ဥစဉ်မှာလည်းလှူတဲ့တမ်းမဲ့တက္ကရာကမှရှိတယ်နော်ဥစဉ်တက္ကရာမှကိုယ်ထိုင်လဲရွှေလုတ်တည်းတက္ကရာမှပဲနော်အဲ့လိုပြောချင်တာကထားပါဒါလေးမပြောတော့ပါဘူးနော်ဒီဘာနဲ့ဆန္ဒပြဘာပြဘာလို့ကုသိုလ်ဘုန်းကုသိုလ်ဘုန်းရဲ့ မားလားမားလေဦးဇော်ဘုန်းကြီးဒီဆဲတဲ့အခါဒီမှာတားမားတယ်နော်ဆဲတဲ့အခါဒီမှာမားတယ်ဘာမားတိုင်မှုမကျင်တဲ့တိုင်မှုတူတဲ့ကိုပြောဂျီဝဲမကျင်တဲ့ဂျီဝဲဘိုးချုပ်တူမကျင်တဲ့ဘိုးချုပ်တူတဲ့ကိုပြောဦးစင်းတို့လည်းပြောတာပဲနော်ဦးစင်းတို့လည်းပြောတာပဲခဏလို့တီးရမှာပဲတုံးတက်ထားတယ်အများကြီးပဲဦးစင်းတို့လည်းများအဲ့တော့ဦးဇော်ဘုန်းကြီးကိုဦးစင်းက သူ့ရဲ့ကုသဖုံးရဲ့ခဲမရှိပါလေမြေကြီးပါဖုံးတဲ့တမျိုးအပြင်မှာလည်းကုသဖုံးအဲ့လိုကြီးမပြောနဲ့ဟုတ်လားဥစဉ်လဲလိုက်လွင်ပြီလေပြောတာပဲနော်လိုက်လွင်ပြီတဲ့ကုဒီတိုင်းမှုတွေကဆက်ကြအောင်နေမင်းမဟုတ်ဘူးပါဘူးဆိုတော့ဥစဉ်ပြောခဲ့တာတွေအများကြီးပဲဗျအများကြီးပဲကုသဖုံးကိုခဲဘာဖြစ်လို့ကုသဖုံးကိုဒါမှမပြောရလဲကုသဖုံးကိုဥစဉ်ခင်းလို့တတိပြေးတာခင်းလို့ပြောတာဗျနော်ခင်းလို့ပြောတာအော်သူရန်ကုန်ဆန္ဒရန်ကုန်သူတရားရင်ဆိုင်သွားတဲ့အခါမှာတောင်မှ အတက်အန်နေရနဲ့စိုးရင်ရတဲ့အတွက်ရင်ဆိုင်ရမှာဖြစ်တဲ့အတွက်ကြောင့်တော့မှဥစဉ်ရန်ကုန်ကတက္က90ကိုဦးစောပေါ်ရင်လာလို့ရင်မင်းတို့ဝိုင်းရပေးလိုက်နော်မမမှုခိုင်ရဆွဲထားတယ်မမမှုခိုင်ရလည်းငါနဲ့ယင်းကြီးရဲ့တက္ကမပဲလို့အမင်းသားကြီးကလည်းငါနဲ့ယင်းကြီးရဲ့တက္ကပဲလို့အဲ့တော့ငါမမမှုခိုင်ဘက်ကမမမှုခိုင်ကကိုစောပေါ်ရင်အတက်အန်နေကိုမင်းတို့ကာကွယ်ခိုင်းတာကျန်တဲ့အပိုင်းကဏ္ဍငါနဲ့မဆိုင်ဘူးလို့ဒီလောက်ထိဥစဉ်လိုက်လွန်လဲပြောထားတာရှိပါရဲ့နော်လိုက်လွန်လဲပြောထားတာရှိပါတယ်ဒါဥစဉ်တို့က အကုန်လုံးကိုလည်းဥစင်းတို့အနေနဲ့ပြောပြီးနော်ဆိုပြောပြီးပြဥစင်းကိုတော့အဖြစ်ပြောရတူတွေရှိတာပဲပြောမှာပဲလေသူတို့မျက်စီထဲမှာဥစင်းကအပြစ်လုပ်ထားလို့နေမှာပေါ့ပါဇက်ပါတာပဲပြောမှာပဲအမြင်မလို့ဒါနဲ့ဥစင်းတော့ကိုယ်ကပြည်ညာကြီးမှပြောတယ်ပြောတယ်နောက်ဆုံးရတော့မပြောကျင်တော့ဥစင်းလဲဟုတ်လားပြောအချင်းချင်းနေလေဘသူကဝန်တာမှာလေခုဘက်ကရောဝန်တာမှာပဲကြည့်လေငစီတို့ဘာတို့ဟိုအတော်တော်များများတင်ကြတယ်ဗျာ တော်ဘိုးကြီးနန်းဝင်ထဲမှာအထုခါရတာအကျိတ်ခါရတာဘာခါရတာညာခါရတာတဖူးရောင်းနေရပဲဆိုင်ပြုတ်တော့ပဲအော်တူတူပါပဲလို့စီးတန့်ကြည့်နေတဲ့ပုံစံအထိုးလည်းမခံပါဘူးအရိုက်လည်းမခံပါဘူးအဲကိုစောဘိုးကြီးနဲ့အတူပါသွားတဲ့တကားတယောက်ရှိတယ်အဲကိုကျော်စိုးရဲ့ကြီးသူစုပါပြစ်မှမရှိဘူးနော်ဘာပြစ်မှလည်းမရှိဘူးမရှိဘူးခဏခေါ်ရတယ်ပါသွားတာပေါ့ဗျအနေအနေရှိရတူဆိုတော့နော်ဦးစင်းတို့ကကိုစောဘိုးကြီးအတွက်က50 50ပဲ ဥသောဘုန်းကြီးတွေဘာလို့ရမလဲအတနာကံသာရေးကြမေတ္တာရက်ခံကြလူကြီးတွေကိုမေတ္တာရက်ခံသာရေးပေးကြခွန့်လွတ်ဖို့ဟာအတွက်နော်ခွန့်လွတ်ဖို့ဟာခွန့်လွတ်လို့ရခွန့်လွတ်ပေးလို့အရာရှိတယ်ခွန့်မလွတ်လို့မပေးနိုင်တဲ့အရာရှိတယ်အဲ့တော့ဘာပြောပြောကိုယ့်ဘက်ကအတနာကံသာတွေမေတ္တာရက်ခံသာတွေရေးလို့ရှိရင်တော့လူကြီးတွေလည်းလွတ်ပြေးမှာပါလူကြီးတွေလည်းဟုတ်လားပြန်ပြီးမှ စဉ်းစားပေးမှာပါနော်စဉ်းစားပေးမှာပါစံထပြဆိုတာကြီးတော့ဘာအဓိပ္ပာယ်နဲ့ပြခိုင်းတယ်လို့တော့မတည်ဘူးပြနော်ဘာဘာအဓိပ္ပာယ်နဲ့ပြခိုင်းတော့ဥစဉ်လဲနားမလဲဘူးတခါတလေဥစဉ်ကပြပတခါတွေကိုမယုံဘူးဆိုတာအဲ့လားပဲဗျနော်တခါတလေလူတိုင်းကိုတော့မဆိုးလို့ပါဘူးနော်လူကပြပလေဗျကြီးလို့ရအေးစစ်စစ်ပြောရတယ်ဗျဒီမာရီကကိုတွေ့လေဗျဟုတ်လားအဲ့ကြကိုစောဘုန်းကြီးနဲ့ပတ်သက်ပြီးလွတ်လဲမလွတ်သေးပါဘူး ပုံမှားလေးဘာလေးညာလေးတက်ထားတာဆိုတာလဲဘာတစ်ခုမှမဟုတ်သေးပါဘူးเนาะအဲ့တော့အေးစစ်စစ်လေးပဲနေပြကြပါเนาะပုံမှားလေးတက်ပြီးဘာတက်ပြီးဆိုတော့ခင်ဗျားတို့နိုင်ငံတော်အကြီးအကဲတို့မေတ္တာရက်ခံစားရေးရမယ်စဉ်းစားပေးဖို့เนาะစဉ်းစားပေးဖို့အတွက်ရေးရမယ်ဘယ်နိုင်ငံတော်ကိုဘသူအမှမဖမ်းခြင်းဘူးဘသူအမှမခေါ်ခြင်းဘူးဟုတ်လားဘသူအမှမဖမ်းဘူးဘသူအမှမခေါ်ခြင်းဘူးများသွားလို့လာခေါ်လိုက်တာပါ ။ဦးဇော်ဘိုးကြီးလည်းကန်ဆိုးတာပဲပြောလို့ပြောပြောရမှာပေါ့ဗျာနော်။သူရက်ဖြတ်ထားတော့မှ5 6 9ရက်6ရက်လောက်ပဲရှိသေးဗျာနော်။9ရက်6ရက်လောက်ပဲရှိသေး။ရက်ဖြတ်ပြီးမှအမှလူကြီးတွေကိုငါကိုက်ထုတ်ထားတယ်တိတ်ယုံဆဲတာတွေနဲ့ဒါနဲ့ပဲ။နောက်ဆုံးဦးဇော်ဘိုးကြီးရဲ့ light တွေကိုကြည့်ပါ။ light တွေကိုတချာကြည့်ဘွားပေါ့နော်ဒီ PDF တွေအကြောင်း DNA အကြောင်းတွေတိတ်မပြောတော့ဘူးဒီလူကြီးတွေပဲဝေဖန်လဲထောက်ပြလူကြီးတွေပဲ ဆဲဆိုနေရတွေပဲတွေ့နေရတာအခါတလေကိုနော်ဒီလိုဥစ္စာစီမှာအများကြီးပဲဆရာတော်ဖရာဘာဖြစ်လို့ပါဖရာတပည့်တော်တို့ဘလိုလေးလုတ်ပြအောင်ဖရာဆရာတော်ဖရာဘယ်နေရမှာပါဥစဉ်တော့ကဒီတက်တော်ကပို့တဲ့စာတွေမက်ဆေ့ချာပို့တဲ့စာတွေဥစဉ်တော့ပြောလို့မရဘူးသူတို့ကထောက်ထားမရှိဘူးအဲ့တော့ဥစဉ်တော့ပြောတာကတနေ့တနေ့စုံစမ်းတယ်ကိုလူတွေရှိရရှေ့တန်းမှာဆိုလဲဂိတ်တယ်ဆိုလဲတိတ်ချာစုံစမ်းတယ်အဲ့မကိုစောဘုန်းကြီးတခါတလေစေနာလွင်ခဲ့ပြီးမှဟုတ်မှန်ပြီးမှပြောချလိုက်တာတွေအများကြီးရှိတယ် ဲအဲ့ဒါတွေပြောကြတော့အထောက်အထားလူကြီးတရားကမဲ့ဒါဆိုသော်ဘွေးလိုက်တာကွာအခုလူကြီးလည်းမပြနိုင်အဒုက္ခမပြနိုင်ဒုက္ခအခိုက်တင်းပေးတဲ့လူကြီးလည်းတူလူကိုပဲတာတွေရှိတယ်ဒါလေးကိုလည်းစင်စင်ရှင်ဖို့ပေါ့ဗျာနော်စင်ရှင်ဖို့ဦးစင်ရတာပြောပြခြင်းဖြစ်ပါနော်အဲ့တော့ကိုယ်တော်ဖိုးရင်မလွတ်သေးဘူးဆိုတာလည်းမှန်တယ်ကိုယ်တော်ဖိုးရင်ဘာပုံမှမလဲမတက်သေးဘူးဆိုတာလည်းမှန်တယ်အခု ဥစဉ်အထင်ကတော့50 50လို့ပဲပြောကြပါတယ်ဗျာကုသိုလ်ဖိုးရင်အေးစေးစေးပဲနေနေပါတယ်ဗျာအားလုံးတော့ပါပဲဗျာ